အားလုံးမင်္ဂလာပါဒီနေ့ကကျွန်တော်တို့17လပိုင်းတလတာအတွက်တနင်္လာသားသမီးတွေကိုတလတာတဲတော့ဟော့ကိန်းလေးဟောကြားပေးသွားမယ့်ဗီဒီယိုလေးဖြစ်ပါတယ်အဲ့တော့မိတ်ဆွေအားဗီဒီယိုကိုယုံကြည်တဲ့လူတယောက်လည်းဖြစ်တယ်တနင်္လာသားသမီးလည်းဖြစ်တယ်ဆိုရင်ဒီဗီဒီယိုလေးကိုဆုံးနဲ့တည်ကြည့်ရှုပေးပါမိတ်ဆွေတို့အတွက်တလတာကံအဆိုးအကောင်းစင်ကျင်နိုင်တဲ့အရာတွေတုံးသက်လို့ရအောင် ဟောပေးခြင်းဖြစ်ပါတယ် ကျွန်တော်တော့အဘမင်းနဂါရီတပည့်ဆရာစောင်းတော်ဖြစ်ပါတယ်မိတ်ဆွေတွေကိုအများတန်းကျွန်တော်ဘီဒင်ရတရိုင်နဲ့ပတ်သက်ပြီးတင်ဆက်ပေးနေဆရာတယောက်လည်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဟောကြားမှုတွေကိုနှစ်သက်မှုရှိတယ်ဆိုလို့ရှိရင်ကျွန်တော်အကောက်ကို follow လုပ်ပေးတာချင်းအပြင်နေ့စဉ်နဲ့မျှကျွန်တော်တင်ဆက်ပေးနေတဲ့ဘီဒင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသိရှိခွင့်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်စတင်ပြီးတော့တနေ့လာသားသမီးတွေရဲ့ကံအစိုးကောင်းလေးတွေကိုကျွန်တော်တဲရော်နဲ့ချိုးပြီးတော့ဟောကြားပေးသွားမှာဖြစ်ပါတယ်အဲ့တော့တဲရော်ကပ်ကိုကျွန်တော်စတင်ပြီးတော့ချိုးပါမယ် တော့ဒါကနံပါတ်1အနေနဲ့တနင်္လာသားသမီးတွေရဲ့ကိုပိုင်စီးပွားရေးနဲ့ပတ်သက်တဲ့ကပြဖြစ်ပါတယ်စီးပွားရေးအလောက်ကိုင်းဒီချိန်မှာစီးပွားရေးနဲ့ပတ်သက်ပြီးအလှည့်ပြောင်းအမြန်ဆန်ဆုံးကာလတစ်ခုကိုကြုံတွေ့နေရတယ်အခုကောင်းချင်ကောင်းနိုင်မယ်တော်ကြဆိုးချင်ဆိုးနေတယ်ပေါ့နော်အပြောင်းလဲတွေအယမ်းမြန်ဆောင်တယ်ပြီးတော့ကိုလှုပ်ချင်တဲ့စီးပွားရေးတွေကိုဖြစ်ချင်တဲ့အရာတွေစိတ်ကူးကျင်ထားတာရှိကြတယ်အကြောင်းမျိုးမျိုးကြောင့်မလှုပ်လိုက်ရတာတွေအကြောင်းမျိုးမျိုးကြောင့်လှုပ်ခွင့်မရတာတွေ ာလမျိုးတွေမှာကြုံတွေ့လာရတတ်ပါတယ်စစ်ပိုင်းနဲ့ပတ်သက်ပြီးတော့လူလိန်လူညာကိုပေါ်ကိုပါနက်စွာချင်းကတ်တဲ့လူတွေနဲ့တွေ့ကြုံလာပြီးတော့အဲ့ဒီအပေါ်မှာယုံကြည်မှုလွန်ကဲသွားတဲ့အပေါ်မှာစစ်ပိုင်းနဲ့ပတ်သက်ပြီးထိခိုက်တာတွေနစ်နာတာတွေဖြစ်ပေါ်တတ်ပါတယ်ဒီလိုကာလမျိုးမှာစစ်ပိုင်းနဲ့ပတ်သက်ပြီးတော့နှုတ်ကြုံတာမျိုးလက်လွန်တာမျိုးအတက်နိုင်ဆုံးရှောင်ကျင်မယ်ဆိုရင်တော့ပုံမှန်ပြီးတော့ကောင်းမှပါလိမ့်မယ်စီဝိုင်းနဲ့ပတ်သက်ပြီးဒီကာလမှာအပြောင်းလဲတစ်ခုခုဖြစ်ချင်တယ်အပြောင်းလဲတစ်ခုခုလှုပ်ချင်တယ်စိတ်ကူးရင်နေပါလိမ့်မယ် လောက်ပါနေအောင်အချိန်လေးကိုခဏဆောက်ပါဒီအချိန်မှာမိတ်ဆွေလှုပ်ခြင်းနဲ့အပြောင်းလဲရာမိတ်ဆွေတို့အားနေချက်တစ်ခုဖြစ်သွားနိုင်ပါတယ်နောက်တစ်ခုကတွေ့ကြုံလာမဲ့တနင်္လာသားသမီးတွေရဲ့ကျွန်တော်တို့ရဲ့ကျမ်းမာရေးကိစ္စနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်အမှန်တမ်းပြောမယ်ဒီကာလမှာကျွန်တော်တို့တွားရင်းလာရင်းနဲ့ခလုတ်တိုက်မိတာမျိုးတွေးတာကိစ္စတွေနဲ့ပတ်သက်ပြီးတော့အားနေတာမျိုးတွေးတိုးတာတွေးကြတာမိန်းကလေးတွေရဲ့သဘောတဘာဝတွေးတာမမှန်တာတွေဒီလိုကာလမျိုးမှာ ုံတွေ့လာတတ်ပါတယ်ပြီးတော့သွေးသားမတန့်ရှင်ပဲ ਨੇ ကျွန်တော်တို့ဒီဘယ်လိုခေါ်မလဲခန္ဓာကိုယ်အရေပြားပေါ်မှာအဖုအပိတ်အကွက်တွေပေါက်တာမျိုးတွေပေါ့နော်ဒီလိုယောဂါတွေကျွန်တော်တို့တွေ့ကြုံနိုင်ရနိုင်ပါတယ်ဒါကတော့တနင်္လာသားသမီးတွေတတိထားရမယ့်အချက်ပေါ့နော်ကြံတဲ့ကိစ္စတွေကတော့ကြီးကြီးမားမားကိုယ်အနေနဲ့ဖြစ်ပေါ်တာမျိုးတော့ကျွန်တော်ရဲ့ Terror Cat မှာမတွေ့ပါဘူးအဲ့တော့နံပါတ်3အနေနဲ့ကတော့ကျွန်တော်တို့တနင်္လာသားသမီးတွေတွေ့ကြုံလာမယ့်ငွေကြေးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ် ငွေကြေးကိစ္စမှာအမှန်တန်အားနည်းနေတဲ့ကာလအပိုင်းခြားလို့ကျွန်တော်အနေနဲ့သုံးသပ်ပြီးတော့ဟောကြားပေးချင်ပါတယ်။ဒီလိုအပိုင်းခြားမှာငွေကြေးကိစ္စနဲ့ပတ်သက်ပြီးအခက်ခဲဆုံးကာလအဆင်မပြေတဲ့ကာလတစ်ခုကိုဖျက်ဆီးနေရတယ်။တစ်ခါလေကြတော့ငွေကြေးကိစ္စနဲ့ပတ်သက်ပြီးအပူတော့ကများစွာကြုံတွေ့ပြီးတော့ဘလို့ဖြည့်ရှင်းရမှန်းမသိပဲလမ်းစာပြောင်းနေတာမျိုးကြီးနဲ့ပတ်သက်ပြီးတွေ့ကြုံလာတတ်တယ်။ငွေကြေးကိစ္စနဲ့ပတ်သက်ပြီးကိုယ့်ကိုနှိမ်တာတွေငွေကြေးကိစ္စနဲ့ပတ်သက်ပြီးကိုယ့်ကိုကိုခင်မင်းရင်းနေရတဲ့လူတွေနဲ့ ပြောဆိုတဲ့အခါမှာကိုယ်အနေနဲ့တိမ်ငယ်စရာအားငယ်စရာဖြစ်ပေါ်တာမျိုးတွေတွေ့ကြုံလာတတ်တဲ့အချိန်ဒီပိုင်းခြားတစ်ခုဖြစ်ပါတယ်။ငွေကြီးဆုံးရှုံးမှုဖြစ်ပေါ်တတ်ပါတယ်ခရူးဆိုင်ပါ။ကိုယ်ငွေကြီးကုညီမလို့လို့ကုညီမလို့လို့နဲ့ကိုယ့်ဘော်ကိုသူတို့လိုချင်တာရသွားပြီးတော့ပြီးတော့ကိုယ်ငွေကြီးကိစ္စအိမ်နဲ့ပတ်သက်ပြီးမကူညီတဲ့လူမျိုးတွေလည်းတွေ့ကြုံလာတတ်ပါတယ်။ဒါကြောင့်မလို့ကိုယ့်ရဲ့ငွေကြီးလိုအပ်မှုဟာသူများတွေကုညီသွားတောင်းတဲ့အခါမှာရလိမ့်လို့လို့ရလိမ့်လို့လို့နဲ့မျှော်လင့်ချက်နဲ့သွားတဲ့အခါမှာနောက်ဆုံးကြတော့မရပဲနဲ့အချင်းကြီးဖြစ်သွားပြီးတော့ကိုပြောလိုက်တဲ့စကားအဖတ်တင်တာမျိုးကိုယ့်ရဲ့တိတ်ခါကြတာမျိုးကိုယ့်ရဲ့နာမည်ပြတ်သွားတာပဲဖတ်တင်ပါတယ် အဲ့တော့ကျွန်တော်ပြောချင်တာဒီကာလမှာငွေကြီးကိစ္စအင်းနဲ့ပတ်သက်ပြီးတော့မိတ်ဆွေအင်းနဲ့အရန်အရန်ကိုခက်ခဲမဲ့အပိုင်းခြားတစ်ခုကိုဖျက်တမ်းနေရတဲ့အတွက်ကြောင့်လို့ဆက်ဆက်ရငွေကြီးကိစ္စအင်းနဲ့ပတ်သက်ပြီးတော့ဂယူဆိုင်စေခြင်းနဲ့စင်ကျင်စေခြင်းနဲ့အာဒီကာလမှာအကျွေးအမြင်ရှိနေတဲ့လူဆိုပို့ဆိုးတာပါဗျာအာကိုကငွေမဝင်ငွေလက်ပတ်မှုအားနဲ့တစ်ဖက်မှာလည်းပေးစရာရှိစသဖြင့်ပေါ့နော်အချက်တဲတစ်ခုခုကိုကြုံတွေ့လာတတ်ပါတယ်ဒါကြောင့်မို့ဂယူဆိုင်စေခြင်းပါတယ်နောက်တစ်ချက်ကတော့အခြေအကိစ္စပါ ဒီကာလမှာအခြေအကိစ္စအိမ်နဲ့ပတ်သက်ပြီးကောင်းမွန်တဲ့ပြောင်းလဲမှုတွေပြောင်းလဲလာနိုင်ပါတယ်။ဆိုတော့အဲ့ပြောင်းလဲမှုဟာလက်ရှိရှိနေတဲ့ကိုယ့်ရဲ့ချစ်သူကိုမကောင်းတာနေစင့်အဲကိုကိုကိုပေါ်ပြန်ပြန်လဲပြီးတော့ကောင်းလာတာမျိုးလည်းဖြစ်နိုင်တယ်။အဲမကောင်းတဲ့ချစ်သူနဲ့လမ်းခွဲပြီးတော့ကောင်းတဲ့ချစ်သူရရှိသွားတာမျိုးလည်းဖြစ်နိုင်တယ်။ဆိုတော့ဘာပဲဖြစ်ဖြစ်ပေါ့နော်ကိုတော့အခြေအကိစ္စမှာကောင်းတော့အပြောင်းလဲဒီနဲ့ကြုံတွေ့လာရမယ်။တို့တော့အခြေအကိစ္စမှာအစွဲမကြည့်ပါနဲ့တယူမတန်ပါနဲ့ဖြစ်ပေါ်နေတဲ့အခြေအနေပေါ်မှာ အကောင်းဆုံးအနေနဲ့ကိုယ့်အနေနဲ့စဉ်းစားတွေးတောပြီးတော့လှုပ်ဆောင်မယ်ဆိုရင်ပုံမှန်ပြီးတော့ကောင်းမှာပါလိမ့်မယ်။ကံတရားကပြောင်းလဲပြီးနေကိုယ်ကမပြောင်းလဲဘူးအစွဲကြီးတွေတယူတန်းနေသူမှသူဖြစ်နေမယ်ဆိုရင်တော့အခြေကိစ္စကဒီထဲမှာပဲလှောင်ပိတ်ပြီးတော့ဒါဟာဒါပဲပြန်ဖြစ်နေလိမ့်မယ်။အဲ့တော့ကျွန်တော်ပြောချင်တာအခြေကိစ္စကံကောင်းတယ်ကောင်းမှန်တော့ပြောင်းလဲနေဖြစ်မယ်ခဏကျွန်တော်ပြောအချက်နှစ်ချက်ပေါ့တစ်ချက်ကမကောင်းတဲ့ချစ်သူကိုယ့်ဘောမကောင်းတဲ့ချစ်သူကိုယ့်ကိုမချစ်တဲ့ချစ်သူကိုယ့်ဘောပြန်ချစ်လာနိုင်တဲ့ကောင်းတော့ပြောင်းလဲမှုနောက်ချက်ကဘလုံးမ ကိုယ့်ဘော်မကောင်းတဲ့ချစ်သူနဲ့လမ်းခွဲပြီးတော့နောက်တဲ့ချစ်သူအတွက်တွေ့မဲ့အခွင့်အလမ်းတစ်ခုကိုယ့်မှာအခွင့်အရေးနှစ်ခုရှိနေတယ်တို့တော့အခြေအကိစ္စအင်းနဲ့ပတ်သက်ပြီးမိဆွေအင်းနဲ့ဘာအားနည်းနေလို့ပြောမယ်ဇဝေးစဘာဖြစ်ပေါ်မှုစိတ် dry ပေါ့ dry စိတ်နှစ်ခွဖြစ်တဲ့ပုံစံမျိုးတွေဒီကာလမှာစဉ်းစားရခက်တဲ့အခြေအကိစ္စအင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကြုံတွေ့လာနိုင်တယ်ဟိုဟာပဲလောက်အောင်လို့ဒီဟာပဲလောက်အောင်လို့ဆုံးမချက်မခိုင်ပါဘူးတွေ့ဝေတယ်ပေါ့နော်အခြေအတခုနဲ့ အခြေကိစ္စတခုကြုံတွေ့လာတဲ့ခါမှာဒီလိုမျိုးတွေတွေ့ကြုံလာနိုင်တယ်နောက်တစ်ချက်ကတော့တွေ့ကြုံလာမယ့်အိမ်တော်ကြီးကိစ္စနဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်တနေ့တော့သားသမီးတွေဒီကာလမှာအခြေ sorry အိမ်တော်ကြီးကိစ္စနဲ့ပတ်သက်တဲ့အပိုင်းတွေမှာအိမ်ဝယ်တာမျိုးအိမ်ပြင်တာမျိုးအိမ်ဆောက်တာမျိုးအိမ်ပြောင်းတာမျိုးစသဖြင့်အိုးအိမ်တိဆောက်မှုအပိုင်းမှာအားနေပါတယ်အဲ့ဒါကြီးမလုပ်ပါနဲ့ကျန်တဲ့အပိုင်းမှာတော့အားကောင်းပါတယ်နောက်တစ်ခါရက်ဝေးမှာရှိနေတဲ့ကိုယ့်ရဲ့မောင်နှမသားချင်းကိုယ့်ရဲ့မိသားစုဝင်တူတူတယောက် နေထိုင်မကောင်းဖြစ်တယ်ဆိုတဲ့သတင်းကြောင့်စိတ်ပူရတာမျိုးဟိုတွေးတောပူပင်ရတာမျိုးတွေတွေးကြုံလာရနိုင်ပါတယ်။အာလက်ရှိကိုယ့်ရဲ့အနေထားအနေနဲ့ပြောမယ်ဆိုရင်ခိတ္တခဏတော်၎င်းအကြာကြီးတော်၎င်းကိုယ့်ရဲ့အိမ်တော်ဘက်နဲ့ကိုယ်နဲ့ခွဲခွာပြီးတော့သူ့ရဲ့လုပ်ငန်းကိစ္စအိမ်နဲ့ပဲဖြစ်ဖြစ်ပေါ့နော်ခွဲခွာပြီးနေထိုင်ရတာမျိုးအကြောင်းမျိုးမျိုးကြောင့်ကိုယ့်ရဲ့အိမ်တော်ဘက်ကိုချစ်ရတဲ့ကိုယ့်ရဲ့လင်းယောက်ျားကိုယ့်ရဲ့ဇနီးမယားနဲ့ခွဲခွာပြီးတော့အလုပ်သွားလုပ်ရတာဒါမှမဟုတ်ခရီးသွားတာကိစ္စတစ်ခုကြောင့် အဲခဏတော့လကောက်အကြာကြီးတော့လကောက်ခွဲခွာပြီးတော့သွားတာမျိုးတွေဖြစ်ပေါ်တတ်တယ်။ဒါကြောင့်မလို့ကိုယ့်ရဲ့လင်ယောက်ျားကိုယ့်ရဲ့ဇနီးမယားကိုလွမ်းဆွေးမှုဖြစ်ပေါ်နေတဲ့အချိန်ဒီပိုင်းခြားမျိုးပါ။အဲ့တော့အိမ်တော်ရေးကိစ္စရင်းနဲ့ပတ်သက်ပြီးကောင်းလားလို့ပြောရင် title တော့ကောင်းတယ်။ခဏကကျွန်တော်ပြောတဲ့အစိုးရအဲဆိုးတဲ့အချက်တွေကတော့နည်းနည်းလေးဂယူဆိုင်ဖို့တော့တော့လိုအပ်မယ်လို့ကျွန်တော်ထင်ပါတယ်။ဒါကတော့အိမ်တော်ရေးကိစ္စရင်းနဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်။နောက်ချက်ကတော့တွေးကြုံလာမယ်ဝန်ထမ်းတွေနော်ဝန်ထမ်းတွေနဲ့ပတ်သက်တဲ့အပိုင်းကိုကျွန်တော်ဆက်လက်ပြီးတော့ဟောတော့ပေးပါမယ်။ ဝန်ထမ်းတွေဒီကာလမှာကိုယ့်ရဲ့ရုံးခန်းစူးစမ်းမှုတွေကိုအလို့ရှင်တို့မဟုတ်ကိုယ့်ရဲ့လူကြီးရအတိမတ်ပြုတဲ့ကာလအပိုင်းခြားတစ်ခုကိုရောက်ရှိလာမယ်အဲကိုရဲ့အရေးချင်းအားကောင်းတယ်ဆိုလို့ရှိရင်ယာရုတို့ဘုလဆာတို့ဘုအမှန်တမ်းမြန်ဆန်တဲ့ကာလအပိုင်းခြားတစ်ခုကိုနဲ့ကန့်ညီတဲ့အလို့ကိုနဲ့အဆင်ပြေတဲ့လုပ်ငန်းခွင်တွေ့ရှိလာမယ့်အချိန်ဒီအပိုင်းခြားတစ်ခုလည်းဖြစ်ပါတယ်ဒါကြောင့်မလို့ကိုအနေနဲ့လုပ်ငန်းကိုတည်တည်တရှာစွတ်စွတ်ဆဆ လှုပ်ဆောင်မှုအတွက်လိုအပ်တယ်။ကိုယ်ရည်ချင်းရှိရင်ရှိတယ်လို့တိုးတက်လာနိုင်တယ်။ကိုယ်ရည်ချင်းမရှိရင်မရှိလို့မတိုးတက်ဘူး။ဆိုတော့ဆရာရဲ့ရည်ချင်းရှိမှတော့တိုးတက်မှာမဟုတ်ဘူး။ကံခွင့်လန်းကကိုယ့်ရဲ့ကျိုးစားအားထုတ်မှုကိုယ့်ရဲ့ကြွမ်းကျင်မှုပေါ်မှာမူတည်ပြီးတော့ကိုယ့်ကိုအကောင်းဆုံးအပေါ်ကိုဆွဲတင်မဲ့အချိန်ဒီပိုင်းခြားတစ်ခုဖြစ်ပါတယ်။တကယ်လို့များကိုယ့်မှာရည်ချင်းရှိတယ်ဒီလောက်ကကိုယ့်ကိုမတိုးပေးဘူးဆိုရင်ကျင်းတည်မိတ်ဆွေတောင်းမွန်နေတဲ့လုပ်ငန်းတစ်ခုမိတ်ဆွေစီရောက်လာလိမ့်မယ်။မိတ်ဆွေရဲ့အရေးချင်းနဲ့ကိုင်းညီတဲ့လာစားမိတ်ဆွေအရေးချင်းနဲ့ကိုင်းညီတဲ့ position ယာတူးမျိုးကို ရရှိဖို့အတွက်လုပ်ငန်းအစ်စ်တွေပေါ်ပေါက်လာပါလိမ့်မယ်။အဲ့တော့ပြောမယ်ဆိုဝန်ထမ်းတွေတော့ကဒီကာလမှာကိုယ့်ရဲ့စ조사အထောက်မှုကိုယ့်ရဲ့အခြေချင်းဟာအကောင်းဆုံးကန်အထောက်ပံ့ပေးမဲ့ကာလအပိုင်းခြားတစ်ခုလို့သုံးသပ်ပြီးတော့ဟောကြားပေးချင်ပါတယ်။နောက်ချက်ကတော့ဒီကျွန်တော်တို့တလတာမှာကန်ကောင်းနေတဲ့အယောင်လေးတွေเนาะအဲ့တော့တနေ့လာသားသမီးတွေကန်ကောင်းနေတဲ့အယောင်ပြောရမယ်ဆိုရွှေရောင်အားကောင်းနေခဲပုတ်ရောင်အားကောင်းနေနောက်တကကျွန်တော်တို့အညိုရောင်အားကောင်းနေတဲ့အချိန်ဒီပိုင်းခြားတစ်ခုဖြစ်တယ်။ ဒီတလတာမှာကံကောင်းနေတဲ့ခဏန်းအားဖြင့်ပေါ်ပြပေးရမယ်ဆိုရင်ကျွန်တော်နံပါတ်6ခဏန်းနံပါတ်2ခဏန်းနံပါတ်3ခဏန်းအားကောင်းနေတဲ့အချိန်ကြီးပိုင်းခြားတစ်ခုဖြစ်ပါတယ်အဲ့တော့ကိုယ်အနေနဲ့အခက်အခဲတစ်ခုခုရှိခဲ့မယ်ဆိုလို့ရှိလို့ရှိရင်ကျွန်တော်တို့သူရဒီမေတော်တော်လည်းကောင်းကိုကိုနဲ့နော်ပထမဆက်ရှိတဲ့မေတော်ပေါ့မေတော်တွေအများကြီးရှိတယ်သူရဒီမေတော်ရှိတယ်ပိုင်းမေတော်ရှိတယ်လက်ရှိမေတော်ရှိတယ်နော်အာအဲ့ဒီမေတော်တစ်ပါးပါးကိုနွားနို့တော်လည်းကောင်းတစ်တီးတော်လည်းကောင်း เนาะปั้นတော့လကောင်းစီမီတော့လကောင်းပေါ့ကိုအားတန်ရပေါ့เนาะလှူဒန်းပြီးတော့ကိုယ့်ရဲ့အခက်ခဲကို ပြည့်လေအောင်ဆုတောင်းပါဒါဆိုရင်လက်ရှိစက်တလပိုင်းမှာပုံကြုံတွေ့နေရတဲ့အခက်ခဲတွေပြေပြောက်သွားပါလိမ့်မယ်။ကောင်းမွန်တာတော့ကျွန်တော်ပြောတာအကုန်ထည့်လေရပါတယ်။ပန်းလှူမယ်၊နွားနို့လှူမယ်၊စီမီလှူမယ်၊အမွှေးတိုင်လှူမယ်ဒီလေးမျိုးဆိုရင်ရပါပြီ။အာကို့အိမ်မှာဟိုကိုတဲ့ပထမ်ဆက်ရှိတဲ့မေတော်တွေကိုလှူဒန်းပါ။ယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဒါဆိုအဆင်ပြေသွားပါလိမ့်မယ်။အားလုံးတော့ တနင်္လာသားသမီးတွေစက်တလာပိုင်းမှာကိုကြီးချမ်းမာခြင်းစိတ်ချမ်းသာခြင်းတွေနဲ့ပြည့်စုံပါစေလို့ဆုမကောင်းတောင်းရင်းနဲ့ပဲကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုဒီမှာပဲရန်နာခွင့်ပြုပါအခါအားလျော်စွာကျွန်တော်အကောက်လေးကိုလည်းမကြမကြလာလဲပေးပါလို့ဖိတ်ခေါ်လိုက်ပါ